ယခင်နေ့ဓမ္မမွဆွေပေါင်းတို့ကိုဓမ္မဘဟုတုတ္တတခုမျှဝေခြင်းပါတယ်အဲ့ဒါကပါလေဆိုတော့မိန်ဖာတို့အယိတ်အာဝါသအောက်မှာအကျဉ်းနာတရားဆိုတာကသာသမိန်တယောက်လူတော်လူကောင်း ဖြစ်ဖို့ရန် မိန်ဖာတွေကအဓိကပဒါနကြပါတယ်မိန်ဖာတို့မှာသာသမိန်အပေါ်၌ဆုံးမမှုတန်တန်မှု ပြုစုမှုစောင့်ရှောက်မှုဆိုတဲ့ဝတ္တရားရှိပါတယ်။ဣတိဝတ္တရားနာအတုဘာတွေပြည့်စုံရမလဲဆိုတော့ပညာရဲ့အကျင့်နာရှိရမှာပေါ့။ပညာမရှိဘူးအကျင့်နာရှိတယ်ဆိုရင်ဆိုဆုံးမှမဟုတ်ဒီလွေလွေမှမှဖြစ်တတ်ပါတယ်။ ရှင်းတာမရှိဘူးပညာရှိတယ်ဆိုရင်ကျန်တန်ခက်တန်တော့စကလုံးတယ်ဆိုဆုံးမသည်မဟုတ်သည်ဆိုဆုံးမမှုဖြစ်တတ်ပါတယ်ဆိုတာကပညာမတက်ဘူး အကျဉ်းတရားနာဆိုဆုံးပါတယ်ဆိုတာကဘလို့လွှဲမှတလေသာသမီသည်အာကုတုလောက်လာတာအလုံးကိုငါသာတော်တယ်ငါသာငါသမီလောက်တတ်တယ်ငါသာတော်တယ်ငါသမီလောက်တတ်တယ်ဆိုပြီးတော့ပညာမရှိတဲ့အတွက်ကြောင့်သာသမီတို့ရဲ့အမားလောက်တာကိုချီးကျူးစရာလို့မြင်တယ် အကျဉ်းသာမရှိဘူးအကျဉ်းသာရှိတယ်ပညာမရှိဘူးဆိုရင်သာသမိတွေကိုဆိုဆုံးမမှုသည်ကြံတန်တယ်စကလုံးတွေနပြောဆိုတတ်ပါတယ်အဲ့ဒီရှင်မသာသမိတွေက မိမာတွေမိဖာတွေ ဆိုဆုံးမအောင်မှာကြီးပြန်လာတဲ့သာသမိတွေကြတော့လိမ္မာတဲ့ရင်ကျဲတဲ့အောင်မြင်တဲ့ကြီးပွားတဲ့စေကံရှိတဲ့စနိုက်ရှိတဲ့မိဖာတို့အယိတ်အာဝါတမရှိပဲကလေးကိုဝကြီးပြန်လာတဲ့လူငယ်တွေကြတော့ ရိုင်းဆိုင်တယ်ရုပ်မှာတက်တယ်ဒီလိုမျိုးဆိုကြတယ်ရှိတယ်ပေါ့ဥပမာတစ်ခုဖြေပြောမယ်ဆိုရင်ရှိရှိတုန်းကကြက်ကလေးနှစ်ကောင်ဥပမာနဲ့ပြောရင်ပေါ့တကောင်သောจิตသည်မိန်ဖာတို့၏ဆိုဆုံးမှတန်တန်မှု အောက်မှာကြီးပြင်းလာတာကြက်တကောင် ကြီးပြင်းလာတဲ့ကြက်တကောင်တကောင်တော့ကြစ်သည်မိဘတို့ရဲ့စုစုံမမှုကိုမရဘူးကလေးကဝကလေးကကြီးကြီးပြင်းလာတဲ့ကြက်ကလေးကတကောင်စီစီတုံးကကြတော့စာဖက်တွေចောင်းသားចောင်းသူတွေ တောင်ရခုတ်တော့တောင်ရအလုံးသမားကလုတ်တယ်လေသမားတယ်ကြတော့နိုင်တယ်မရှိဘူးအခုခိတ်လို့နိုင်တယ်မရှိဘူးအဲ့ဒီချင်းအဲ့ဒီအချင်းကြတော့ဘာကို အားကိုရတယ်လေจิตတွင်တဲ့အတန်ကိုအားကိုပြီးတော့အလုံးလို့ရတယ်ကြောင်းသားကြောင်းသူတယ်စာကျဲရတယ်ဒီနေရာမှာမိဖတို့ န်တန်မှုဆုံးမမှုကိုမရဘူးကလေးကဝကြည်ပြင်လာတဲ့ကြက်ကလေးတကောင်ကအချင်းအခါမစ်ကြက်တွင်တယ်အချင်းအခါမစ်ကြက်တွင်လက်တဲ့အတွက်ကြောင့်ကြက်တွင်တဲ့အပန်းကိုကြားပြီးတော့ကြောင်သားတဲ့ထားပြီးတော့စာကြက်တယ်တောင်ရခုတ်သမားလေးထွန်းသမားအလုတ်သမားတွေကြတော့ထားပြီးတော့အလုတ်သွားရင်ပြင်ဆင်တယ် ဒါပေမဲ့အဲ့ရထားလိုက်တာကတော့ကြာပါပြီမိုးမလင်းသေးဘူးဘလို့မိုးလင်းမှာလဲကြက်ကလေးကအချင်းအခါမင်းတွင်လက်တဲ့အတွက်ကြောင့်မနဲ့အာယုံမှာ တွင်ရမေးကြက်ကနတ်ညသခေါင်ရံမှာတွင်လက်တဲ့အတွက်ကြောင့်အကုန်လုံးကြောင်သားလူငယ်တွေရော အလုတ်သမားတွေရောကမော့ကမဖြစ်ကုန်တာဗော အဲ့ဒီကြက်ကလေးကိုရွာသူရွာသားတွေကအက္ကလကြက်လို့ခေါ်ပြီးတော့အချင်းအခါမစ်တွင်ကျွနေတဲ့ကြက်ဆိုပြီးတော့အဲ့ဒီကြက်ကိုပက်ပြီးတော့စားတော့ပြတာပေါ့မိဘတွေတကောင်တော့ကြက်သည်မိဘတွေအတန်တန်ဆုံးမမို့အောင်မှကြီးပြန်လာတဲ့ကြက်ကြတော့ ညပခွန်ရမှာတွင်ရမည်အချင်းမနဲ့အာယုံအချင်းမှာ တွင်ရမည်အချင်းကို ခွေးချလို့သိတယ်ပေါ့အဲ့ဒီကြဲကြတော့ညပခွန်ရမှာတွင်တဲ့အချင်းကြတော့လူကြီးကောင်းချခေါ်တာပေါ့နောက်တစ်ချင်းကြတော့မနဲ့အာယုံချင်းမှာ တွင်တယ်ကြတော့ ကျောင်းသားလူငယ်မောင်မယ်တွေစာကြည့်ရမယ့်အချိန်အလုတ်သမားတွေတောင်းရသွားမယ်လေတော်ထေကိုသွားမယ်ဆိုပြီးတော့မိတ်ချက်တွေကိုပြုပြီးတော့အေးကြည့်တွင်တဲ့အတန်ကိုအာယုံပြုပြီးတော့ကျောင်းသားလူငယ်တွေစာကြည့်ကြတယ်အလုတ်သမားတွေလည်းအလုတ်သွားကြတယ်ဒါကြောင့်တန်သူပြေသားတွေတာယာတွေဝါဖြိုးတယ်ကျောင်းသားကျောင်းသူတွေကလည်း စာရတယ်ဘဝအောင်မြင်တယ်တယ်လင်းမှုကိုရှိတယ်။ဒါကြောင့်အလုံးသောဓမ္မမွေဆွေပေါင်းတို့မိမိတို့ရဲ့သာသမင်ကိုမိမိတို့ရဲ့အယိတ်အာဝါတအောင်မှာအကျဉ်းသာတရားတွေပညာတရားတွေသင်သင်ဆုံးမမှုကိုပြုရမယ်။မိဖတို့ရဲ့သင်သင်ဆုံးမမှုအောင်မှာ ကြီးပြန့်လာတဲ့သာသမင်တွေ ကြီးပွားခြင်းဒိုးတက်ခြင်းအောင်မြင်ခြင်းလူတကာတို့ချစ်ခင်မျက်နှာလေးစားခြင်းကိုခံရတတ်တယ်။ဒါကြောင့်မိဘတို့ပင်ပင်ဆုံးမမှုကို မရတဲ့သူတွေကြတော့ရန်ဆိုင်တဲ့ရုပ်မာတဲ့ကြမ်းတမ်းတဲ့နောက်ဆုံးဘဝပြရတဲ့အသက်ဆုံးရှုံးရခြင်းဖြစ်ဟူသောသင်ခန်းစာကို ရရှိပါတယ် အားလုံးသောဓမ္မမွတ်ဆေအပေါင်းတို့မိမိတို့၏အသာသမီးတွေကိုမိမိတို့၏အယိတ်အာဝါသအောင်မှာအကျဉ်းနာတရားပညာတရားဖြင့်တွင်တွင်ဆုံးမပြီးတော့အောင်မြင်တိုးတက်သောကြီးပွားသောသာသမီးများဖြစ်နိုင်ကြပါစေ။